သားသမီးကိုငရဲပေးတဲ့မိဘဆိုတာရှိရလားပြောတယ်။သူကလည်းအေးအဲဘယ်လိုမိဘမျိုးလဲဆိုနံပါတ်1အပြစ်တင်လို့နဲ့မိဘ။ဟုတ်။အပြစ်တင်လို့နဲ့ဆိုလို့ရှိရင်သူကဘာပဲလှုပ်လှုပ်ပေါ့နော်။အဲအပြစ်တင်လို့တာအဲဟိုဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်တဲ့ခါကြတော့じゃအသုံးမကျဘူးစသည်ဖြင့်ပေါ့နော်။အဲအဲ့ဒါအဲ့ဒါတွေကိုခဏခဏအဲအပြစ်တင်လို့ရင်လည်းပဲအဲသားသမီးတွေကအဲ့ဒါကိုသူတို့ကသူတို့အသုံးမကျတာကိုအသုံးကျအောင်ပေါ့။ ပြုပြင်ဖို့ရအတွက်အားမရောက်ခဲ့လို့ခါလေးကြတော့ကြတော့ဒေါသတွေဖြစ်မင်္ဂလာပါဆရာတော်ဗျာမင်္ဂလာပါဆရာပါဗျာဒီ live ပေါ်မှာလေမိဘမေတ္တာကြောင်းနေပါလေတင်နေဆိုရင်အဲတချို့မိဘတွေနဲ့အဆင်မပြေတဲ့သာသမီတွေရှိတယ်လေဟုတ်လားအဲ့ဒါဆိုလို့ရှင်ဟာမိဘကိုငရေကြည့်အောင်လုပ်တဲ့သာသမီကဒါမှမဟုတ်လေအဲမိဘနေပြီးတော့သာသမီကိုငရေကြည့်အောင်လုပ်တဲ့ဆိုတော့ အကြောင်းအရာတွေညာရှိပါသလားဗျာအဲနှစ်မျိုးလုံးပါပဲနော်ပါပါပါဒါဆိုတော့သားသမီးနဲ့မိဘမိဘနဲ့သားသမီးဆိုတာကအဆက်သဲပါပဲဗျာပါပါပါဟုတ်တယ်မလားအခုအရှင်ဘုရားကဒါသားသမီးပေါ့ပါပါဒါပေမဲ့အရှင်ဘုရားကဒီကြည့်တာပြီးအိမ်အောင်ကြရင်ကလေးမွေးရင်ရှင်ဘုရားမိဘပြန်ဖြစ်လာတယ်ပါပါအဲဒါသားသမီးနဲ့မိဘမိဘနဲ့သားသမီးဆိုတာအဆက်သဲပဲဗျာပါပါအဲ့ဒါကိုတော့လည်းပထမဆုံးနားလည်ဖို့လိုပါတယ်ပါပါ ်နော်မိဘတက်တဲ့သာသမီတက်တဲ့မရှိဘူးအဲ့သာသမီကတချင်မိဘဖြစ်မှာလေမှန်ပါပါဟိုမိဘဖြစ်တဲ့ပုဂ္ဂိုလ်ကရင်တော့တချင်သာသမီပါလေမှန်ပါအဲ့ဒါလေးအဲ့ရဲ့ဖြစ်တည်မှုလေးကိုပထမဆုံးနားလည်ဖို့အရေးကြီးတာလေမှန်ပါပါဟောပါရလားမှန်ပါနော်အဲ့အဲ့ဒါပဲအရေးကြီးဆုံးအဲ့ဒါအမိဘကတရားရှိတာလည်းမဟုတ်ဘူးသာသမီကတရားရှိတာလည်းမဟုတ်ပါဘူးအဲ့ဒါအရင်တော့တပည့်တော်တပည့်ပဲဖြစ်ဒါပေမဲ့အခုတပည့်တော်ဆရာပဲဖြစ်အဲ့ဒါပေမဲ့တပည့်တော်နဲ့ဆရာကြီးနဲ့ဒီတော့တပည့်ပါပဲခင်ဗျာအဲ့ဒါမှလား တပတ်ပါလားဟုတ်ပါပါအခုဒါဆင်းပြားကတပြည့်နဲ့ပတ်တဲ့ဆင်းပြားတပည့်ပဲဟုတ်ပါဘူးဒါပေမဲ့အောက်ကဆိုရင်ဆင်းပြားဆရာပဲဟုတ်ပါဘူးအဲ့တိုင်းပါပဲခင်ဗျာဟုတ်ပါเนาะဒါမျိုးမိဘလူလည်းနေတတ်ဖို့လူတို့ဒါပေမဲ့အဲတသမီလူလည်းနေတတ်ဖို့လူပါလေခင်ဗျာဟုတ်ပါဒါမျိုးဘုရားရှင်ကတသမီဝဲအဲတသမီဝဲပေါ့နော်မိဘဝဲလို့ဟောတာဖြစ်ပါတယ်ဒီနေရာမှာအဲသူရဖက်ဖုတ်လေးတွေကသဘောကျလို့ပေါ့နော်ဆင်းပြားမိကုန်းနဲ့ပတ်သက်ဒီမှာခုသိရလို့ပြောတယ်သူကမေးထားတာ တာသမီကိုငရဲပေးတဲ့မိဘဆိုတာရှိရမလားသူကနေပြီးအေးအဲဘယ်လိုမိဘမျိုးလဲဆိုရင်နံပါတ်1အပြစ်တင်လို့နဲ့မိဘတယ်ဟုတ်အပြစ်တင်လို့နဲ့ဆိုလို့ရှိရင်သူကဘာပဲလှုပ်လှုပ်ပေါ့နော်အဲအပြစ်တင်လို့ဟာအဲကိုဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်တဲ့ခါကျတော့じゃအသုံးမကျဘူးစသည်ဖြင့်ပေါ့နော်အဲအဲ့ဒါအဲ့ဒါတွေကိုခဏခဏအဲအပြစ်တင်လို့ရင်လည်းပဲအဲတာသမီတွေကအဲ့ဒါကိုသူတို့ကသူတို့အသုံးမကျတာကိုအသုံးကျအောင်ပေါ့ ပြုပြင်ဖို့ရန်အတွက်အားမရောက်ခဲ့လို့ခါလေးကြတော့ကြာပြီးတော့ဒေါသတွေဖြစ်အပြစ်တင်လို့နေဆိုပြီးတော့ပြီးတော့ကြားပံများလာတဲ့ခါကျဒေါသကိုပြန်ဒေါသနဲ့မိဘကိုပြန်ခံပြတော့အဲ့လိုပြန်ခံပြောရင်လည်းဒါနဲ့စူရပြရတဲ့မိဘကဗာဒမီကိုအပြစ်ဖြစ်စေတယ်ဖြစ်တတ်တယ်